ပစံလေးကမွေးစိတ်နေနဲ့ဆူထားတာလေးပါရှင်။မွေးစိတ်နေနဲ့ဆူထားတဲ့ပစံလေးတွေကိုဖတိမဒီပစံလေးတွေကိုပေါ့။ငင်းဟိုပေါ့နော်။ဖတိမတွေရှိလားဆိုမရှိပါဘူး။မချမ်းသာပါဘူးလို့ဒါဈေးရောက်ရတဲ့ပစံလေးပါ။သမင်းရှင်တွေကျွေးတဲ့ပစံလေးပေါ့နော်။ဈေးရောက်နိုင်မှဒီတရလေးတွေထည့်တယ်ပြီးဆူထားတဲ့ပစံလေးတွေပါလို့မြန်မာနိုင်ငံမှာပေါ့နော်။ငလျင်ဘေးတင်ပြည်သူများအတွက်ကိုဒါတိုးလေးဆူဆောင်ထားတဲ့ပစံလေးတွေကနေပြီးတော့စုစုပေါင်းအဲစုပေါင်းထဲမှာတော့ဘယ်လောက်ရှိတယ်တော့တိုးလေးမသိသေးဘူးပေါ့။ အလုံးမမင်္ဂလာပါမိုးအချန်နယ်လေးကကြိုဆိုလိုက်ပါတယ်မိုးခုတစက်ပြခြင်းနဲ့ဗီဒီယိုလေးကတော့သခိုင်းမှာပေါ့နော်ငလင်ပေးတင်ပြသူရဲ့အတွက်ကိုတော့ရလှူတန်းပေးမယ်ဒီဆယ်လီဈေးတက်လေးတွေရဲ့ဗီဒီယိုလေးကိုတစက်ပြမှာဖြစ်ပါတယ်ဗီဒီယိုရမှာဆိုလို့ရှိရင်တော့ဒီဆယ်လီကပေါ့နော်ဈေးကြီးတဲ့ပစ္စည်းတွေရောင်းပြီးတော့ဆယ်လီဖြစ်လာမှုပေါ့နော်ဒီဖက်တီမတ်ဆိုလို့ရှိရင်လည်းအချိန်ပေါင်းရောင်းတော့ပေါ့နော်ဒီတယောက်ဆိုလို့ရှိရင်လည်းဘေးထုတ်ရောင်းပြီးတော့မှသူတို့ဆုထားတဲ့ပတ်စံလေးတွေပေါ့နော်ဒီကိုငလင်ပေးတင်ပြသူရဲ့အတွက်ကိုတော့ရလှူတန်းပေးမှာဖြစ်ပါတယ်ဗီဒီယိုရမှာဆိုလို့ရှိရင်တော့တော်တော်လေးမှလေးစားဖို့လည်းကောင်းတယ်ဗီဒီယိုလေးကိုဆုံးထိလည်းပဲကြည့်ရှုပေးဖို့ပဲကပါရှင့်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်ဆက်ချက်ကလေးတွေကိုလည်းဗီဒီယိုလေးအမှ comment လေးတွေရေးပ ြလို့ရပါရှင့်ဗီဒီယိုလေးကိုကြည့်လိုက်ကြရအောင်နော်တို့ကတငယ်ချင်းလေးလို့တခုလောက်ပြောချင်းလို့ပေါ့နော်ဖတိမဖြစ်တော့ကလည်းပေါ့နော်ဈေးမြောင်းကတော့စိတ်ပူပြီးတော့ဝိုင်းဝန်းဝိုင်းဝန်းပေးကြတဲ့ချစ်ရတဲ့သူတွေထမင်းချင်းနေပေါ့နော်အခုငရင်ဖြစ်တော့လည်းပေါ့နော်ဖတိမစုဆောင်ထားတဲ့ပတ်စံလေးတွေရှိပါတယ်လို့အဲ့တော့အချင်းမောင်းစရောင်ကလည်းစုထားတဲ့ပတ်စံလေးပေါ့နော်ဒီမှာပါရှင်ချင်းမောင်းစကလည်းစုထားတဲ့ပတ်စံလေးတွေပေါ့နော်ဒီပတ်စံလေးကမွေးစိတ်နေနဲ့စုထားတာလေးပါရှင်မွေးစိတ်နေနဲ့စုထားတဲ့ပတ်စံလေးတွေကိုဖတိမဒီပတ်စံလေးတွေကိုပေါ့ ်ငင်းဟိုပေါ့နော်ပတိမာတဲ့ရှိလားဆိုမရှိပါဘူးမချမ်းသာပါဘူးလို့ဒါဈေးရောက်လာတဲ့ပတ်စံလေးပါသမီးရှင်တွေကြွေးတဲ့ပတ်စံလေးပေါ့နော်ဈေးရောက်လိုက်မှဒီတတွေတော့ထည့်တယ်ပြီးစုထားတဲ့ပတ်စံလေးတွေပါလို့ချိန်တော့ဆိုတော့40ခွန်48 50ဒီပါတော့ရှိမထင်တာပဲချိန်ဒီမရှိဒါတွေပတိမာမွေးစိတ်နေနေဆိုတော့စုထားတဲ့ပတ်စံလေးတွေကိုပေါ့သမီးရှင်တွေရောအတူတူပါအောင်ပတိမာအားပေးရချေရတဲ့သူတွေအတူတူပါအောင်လို့ပေါ့နော်ပတိမာမနဲ့ပြန်ကြရင်ပေါ့နော်ပတိမာတကယ်ချင်းအိုးဝင်ကားပြီးတော့ပေါ့နော်ဈေးရုံကြီးကိုလည်းသွားလူပါမယ် ဈေးယုံကြီးတို့အမရဘုရားဈေးယုံတို့စကိုင်းဈေးယုံတို့ပေါ့နော်တက်နိုင်နေအားပေါ့နော်ဒီဖတိမတို့ဒီနာဟိုဟာပလီတို့ပေါ့နော်တက်နိုင်နေအားနဲ့ပါဖတိမတက်နိုင်တာကတော့တက်နိုင်နေအားသူများကြီးလို့အများကြီးတယ်လို့လည်းမရှိပါဘူးပေါ့နော်ဒါတက်နိုင်နေအားမွေးစိတ်တွေစုထားတာပါရှင်ဒါအချင်းမောင်းယောင်းနဲ့ပတ်စံနေပေါ့နော်အချင်းမောင်းယောင်းတော့စုထားတာတွေတရက်တရက်တွေစုထားတဲ့ပတ်စံလေးတွေပါအဲ့ဒါလေးကိုပေါ့နော်အပြက်ပေါ့နော်ကိုဈေးယုံဆိုဈေးယုံကိုတက်နိုင်နေအားနဲ့55ဈေးဈေးဒီဈေးယုံကိုလုမယ် ိုစေးုံ10သိန်းဆို10သိန်းအဲ့လိုမျိုးပေါ့နော်ဒီပတ်စံတွေကုန်ရည်ကြည့်ပြီးတော့လူပါမဲလို့ဒါကတော့ဖတိမတယောက်အားနဲ့မဟုတ်ပါဘူးပေါ့နော်ဆုထားတဲ့ပတ်စံတွေပါလို့နော်ဒါဖတိမတယောက်အားနဲ့မဟုတ်ပါဘူးပေါ့နော်ဖတိမကိုချစ်ပေးကြပြီးတော့နော်တရားမလာပြီးတော့လာအားပေးကြတဲ့ပေါ့နော်ဖတိမရဲ့ချစ်ရတဲ့သူတွေအားတွေအကုန်တူတူပါပါတယ်လို့တကယ်လည်းစိတ်မကောင်းပါဘူးလို့အခုဒီလည်းလေဗတိမကိုလေဒီလိုဖြစ်နေတာတော့မငင်းနေဖြစ်နေတာမှလေဈေးရောင်းဖို့စဉ်းပြရလားဈေးရောင်းမှမလားဆိုပြီးစိတ်ပူပြန်ဈေးကပြန်ရောင်းလို့ရပါပြီလို့နော်စိတ်ပူကြပါလေလို့ ဒါထမင်းရှင်တွေအကုန်လုံးပါတယ်ပတ်စံမှာလို့ပေါ့နော်။အဲဇေယျကပတ်စံစုထားတာမွေးစိတ်ပါညာဆိုစုထားတဲ့ပတ်စံလေးပါ။ဒါကိုဖတိမလူပါမယ်ရှင်တကယ်လူပါပါနော်တကယ်ကိုစိတ်ထဲကနေအမှန်ပေါ့နော်စိတ်တူတကယ်တော့မကောင်းပါဘူးလို့ဖတိမကိုလည်းဖုံးဆက်ပြီးစိတ်မွေးကြသူတွေလည်းတကယ်ကျေးဇူးတင်ပါဒီပတ်စံလေးကိုဖတိမစေးရုံကြီးကိုလည်းကိုယ်တိုင်ဒါလိုက်သွားလူပါမယ်။ပေါ်ကြီးချောင်းကိုလည်းကိုယ်တိုင်ဒါလိုက်သွားယူပါမယ်။အားနဲ့ပေါ့နော်ကိုတက်နိုင်တဲ့အားနဲ့ကိုအိုးဝင်နဲ့မနေ့ပြန်အောင်စပွားပါမယ်လို့ခုကနည်းနည်းလေး နေလက်တိုင်းပြီးတော့မနေ့ပြန်စေးရုံလို့ပါတော့သွားလူပါမယ်ရင်ဒါလေးရီးပြီးညနေကျရင်လည်းဘယ်လောက်ရတယ်ဆိုရင်ပြောပါမယ်ပေါ့နော်အလေးဒီပဆန်ဒါထမင်းရှင်နေအားလုံးရဲ့ပဆန်မှာပတိမအားပေးကြထမင်းရှင်နေအားလုံးရဲ့ပဆန်ကိုပတိမဒါစုစုထားရပါနော်အချွေးဆက်လိုက်ဒါလေးစုလိုက်ဆိုပြီးဒါမွေးစိတ်တွေပါစုထားတဲ့ပဆန်တွေပတိမထမင်းရှင်နေနဲ့တူတူသွားလူပါမယ်ရှင်တက်နိုင်နေအားနဲ့ပါနော်ချမ်းသာလို့လည်းမဟုတ်ပါဘူးရှိလည်းမရှိပါဘူးရှင်ဈေးကလည်းပြန်ရောင်းလို့ရပါပြီရှင်စိတ်တည်စင်းရပြီလူတိုင်းမှပြန်ပြန်မရောင်းတာပါရှင် ားလုံးပဲမင်္ဂလာပါရှင်အခုဗီဒီယိုလေးရကြတော့တိုးလေးကမြန်မာနိုင်ငံမှာပေါ့နော်ငလျင်ဘေးတစ်ပြည်သူများအတွက်ကိုဒါတိုးလေးစုဆောင်းထားတဲ့ပတ်စံလေးတွေကနေပြီးတော့စုစုပေါင်းအဲစုပေါင်းထဲမှာတော့ဘယ်လောက်ရှိတယ်တော့တိုးလေးမသိသေးဘူးပေါ့နော်ဒါပိုင်စားဖွဲ့မှာဆိုတဲ့ကတိုးလေးစုထားရလေးပေါ့နော်အဲကိုကိုတိုင်းလည်းဟိုအပြေးအလွှာဖြစ်နေတဲ့အချိန်ဒါတက်ကုန်းမြို့မှာလည်းတိုးတိုးနေပြီးတော့တက်ကုန်းမှာလည်းအတိအကျောက်တွေလည်းရှိတယ်တိုက်တွေလည်းအပြိုကြီးအများကြီးရှိရပေါ့နော် ဒါတော့တို့လေးကကိုကိုရန်သွားမလူနိုင်လို့ဒါမခိုင်နှင်းဝေရှိရနေပြီရောတို့လေးသိန်းတရနဲ့မှ30တို့လေးလူတန်းပေးသွားမှာဖြစ်ပါတယ်အခုလောတယ်တို့လေးပတ်စံဘယ်လောက်ရှိအောင်ရေးလာအောင်နော်ဒါတော့တို့လေးဆိုင်စပွင့်ပါဆိုရဲအမြက်လေးတွေကနေပြီးတော့ပေါ့နော်ဈေးရောင်းလို့ရတဲ့အမြက်လေးတွေကနေပြီးတော့နည်း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 စုထည့်ထားတာလေးပါ ီတစ်ခါဖြစ်သွားတယ်ငလင်ဘေးကြီးရကြတော့ဗောနော်တို့လေးကိုတိုင်အဲမြေပြင်ကိုကွင်းဆင်းပြီးတော့လိုက်မလူနိုင်ဘူးဆိုပေမဲ့ဒါတကယ်လိုအပ်တဲ့လူတွေလက်ထဲကိုရောက်မယ်မခိုင်ရင်ဝင်စီရနေတို့လေးသိန်း130တိတူတန်းပေးသွားမှာဖြစ်ပါတယ်အဲကိုကိုတိုင်လည်းဗောနော်ဒီငလင်လှုပ်နေတဲ့အချိန်မှာကိုကိုတိုင်လည်းခံစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်ကိုဘာပြောလို့ပြောမှန်းမသိဘူးပြောကြစကားလည်းမရှိတော့ဘူးဘာပဲဖြစ်ဒါတို့က အခုဟိုလိုင်းပေါ်မှာတွေ့နေရတယ်ဆိုလို့ရှိရင်အများကြီးတော်သေးတယ်ကိုကိုကိုကံကောင်းတယ်လို့ပဲပြောရမှာပေါ့နော်တကယ်ဟိုဖြစ်သွားတယ်ကိုမျက်စိရှိနေမယ်အသေးပြောက်တွေအများကြီးပဲတိုးတိုးတကုံးမြတကုံးမှလည်းပေါ့နော်တိုက်တွေပြိုးတချို့ဆိုလို့ရှိရင်အဲ့လိုစက်သွန်ဈေးရောက်တဲ့သားမိလေးတွေတည်ရတကုံးမှအများကြီးပဲတကုံးမှလည်းတော်တော်များပါတယ်အဲ့တော့တို့လေး တကယ်ကိုပြောစရာစကားမရှိပါဘူးအခုဆိုလို့ရှိရင်ဆိုင်ရလဲပိတ်ထားတယ်တို့လေးတို့ online နေလဲ line နေပြန်ရရနဲ့စာတွေပြန်ဖြည့်ပေးပါမယ်လို့ပြောချင်ပါတယ်เนาะအလုံးမဲ့တို့လေးအဲအနည်းငယ်ကင်းပေးရှင်းကြပါစေလို့မြန်မာနိုင်ငံကြီးနဲ့အမြန်ဆုံးအဲကကြီးသုံးပါးမှာကြော်လွှားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အလုံးမဲ့တတပါ Hello အားလုံးပဲမင်္ဂလာပါရှင်။ Market လေးဒီ Market ဂျပန်မှာပေါ့နော် Market မကအလူခံကအလူခံပေးထားတာဂျပန်ရောက်မြန်မာတွေပေါ့နော်မကတို့ဂျပန်ရောက်တဲ့ညီကောင်မညီမတွေအားလုံးစုပေါင်းပြီးတော့အလူခံမကကောက်လိုက်တာဂျပန်ရဲ့တောင်း390ရပါတယ်မြန်မာငွေနဲ့အကြမ်းကြီးတွက်မယ်ဆိုရင်တော့မှတိန်1100တရာရာကျော်ရရပေါ့နော်တိန်1000ထောင်ထဲမှာတရာကျော်ရပါတယ်ဒီလူငွေအားလုံးကိုမကမြန်မာပြည်ကလိုအပ်တဲ့ အဲဘောနော်ပြည်သူတွေရှိမြေပြင်ဆင်းတဲ့မောင်လေးညီမလေးစီကိုအမတွေစီကိုတရားလူတန်းပေးသွားမှာဖြစ်ပါတယ်ဒီငွေတွေကမာကတ်အခုလောစေတော့ဟိုငွေပွဲစားနဲ့ဒီနေ့တွေ့ပါလို့ရှိရင်လွဲမယ်ပေါ့နော်ဘလောက်ဘလောက်ရိန်းနဲ့လွဲပြီးတော့ပတ်စံဘလောက်ထက်ရတယ်ဆိုတာကိုလည်းမာကတ်ပြောပြပေးသွားပါမယ်အခုလောလောစေတော့မာကတ်ဟိုလူတွေဘက်ကိုခဏအအောင်တိုက်နေရမလို့အလူကန်ကောက်တာလေးရောခဏရထားပေးတာ ရက်ထားပေးတယ်ပေါ့ရက်ထားတယ်ပေါ့နော် market အလူငွေပြန်ကောက်တဲ့ခါကျလို့ရှိရင်လည်း market post ပြန်ပြီးတော့တင်ပေးပါမယ် market ဘယ်နေရာလို့လှူခဲ့တယ်ဘယ်နေရာလို့ဘယ်လောက်လှူတယ်ဆိုတာ market တက်တော့မှာတော့လာမတင်တော့ဘူးပေါ့နော်တက်တော့ market ဒီနေ့မှပဲအဲဒီ post တင်ပြတာပေါ့နော်တက်တော့အားဆိုတဲ့ခါကျတော့ market ဘယ်နေရာဘယ်လောက်လှူရတယ်ဘယ်လောက်ဘယ်လောက်ရနေပြီဆိုတာကို market ရဲ့ facebook အကောင့်ပေါ့နော် facebook အကောင့်မှာ market တင်ပေးထားပါတယ်လာဝင်ပြီးတော့ကြည့်လို့ရပါတယ်အဲ တခြားပေါ့နော်အလူငွေထည့်ကျင်တဲ့လူတွေလည်း market အလူငွေပြင်ကောက်တဲ့ခါကြလို့ရှိရင် market နဲ့တူတူ market ရှိမှလာပြီးတော့အလူငွေလာထည့်ပေးနိုင်ပါတယ်ပေါ့နော်ပါခက်လေနောက်ဆုံးအနေနဲ့တခုတောင်းဆိုစရာရှိတာလေးပေါ့နော်အမ်မကူညီနေမနောက်ချက်ကြပါနဲ့အအခုညီမကြီးမှာပေါ့နော်လူတိုင်းကြည်ကွယ်နေနေတဲ့အချိန်မှာ TikTok ဆော့တာလေးပြီး live လွှင့်ပြီးတော့အပန်းတောင်းတာလေး live လွှင့်ပြီးတော့တချေးဆော့တာလေးကိုနည်းနည်းတော့ short ပေးစီချင်ပါတယ်ပေါ့နော်ဒါ market တောက်ဆိုတာပါ မင်္ဂလာပါရှိတို့ရေမနေ့ပြန်ကြရင်စကိုင်းသွားချမယ်စကိုင်းကိုရရင်ဒေးတင်နေတဲ့ပြည်သူတွေပတ်တူကြရခုထိုင်ပြီးတော့ငိုနေရမယ်ဆိုတော့ဒီနေ့ဒီနေ့ကိုလေ Facebook ကြည့်လဲငိုရလိုက် TikTok ပဲလှည့်ကြည့်လဲငိုရလိုက်နဲ့စိတ်တွေမချမ်းသာအညာတော်ကလင်မြန်နဲ့ရောက်တိုင်ပင်ပြီးတော့ယောက်ျားကြီးလိုမိန်းမတို့တွတ်တူကြအောင်လို့ဆိုတော့ယောက်ျားကလည်းလှူကျင်တယ်တဲ့သူလဲအိမ်မနဲ့ပတ်စံလဲအခုတလောကပြက်နေကိုလှူကျင်တလောက်မရှိဘူးပေါ့နော် အဲ့ဒါနဲ့ရတယ်လို့သူကသူပစ္စည်းရောင်းမယ်ရောင်းခြင်းလို့ရတယ်လို့မိမပစ္စည်းပဲရောင်းမယ်ဆိုပြီးတော့စိန်လက်ကောက်လေးတစ်ခင်းပေါ့နော်စိန်လက်ကောက်တစ်ခင်းရောင်းတာ390ရတယ်390ရတယ်ဟိုမှာသူ့ရဲ့အញ្ញရှိတဲ့ပတ်စံနဲ့သူစုဘူးထဲမှာလည်းရှိသေးတယ်ပတ်စံပေါ့နော်အဲ့ဒါလေးလဲဖောက်အကောအញ្ញကေဘေးထဲရလဲထုတ်ဝိထဲရလဲထုတ်ဘယ်နဲ့ရလဲထုတ်အကောနော် သိန်းတရာပေါ့နော်သိန်းတရာပြည့်အောင်နော်လှူမယ်ဈေးတွေတော့ဝယ်လာခဲ့ကုန်ပြီကားထဲမှာကားကတော့သေးတယ်ပေါ့နော်ကားတော့အပြည့်ဝယ်ထားပြီဒီဘက်ပေါ့ဂျူလီယာဘက်ကနေပြီးတော့ပေါ်တဲ့ဟာတွေပေါ့နော်တဲ့ကြက်ဥတွေဘာတွေရတော့ဟိုဘက်ဝေါ်ဘက်ရောက်မှဝယ်တော့မယ်အဲ့တော့ထိုင်ပြီးငိုနေရမယ့်အစားကိုရီးယားစစ်မီးတွေတောက်နေတယ်စစ်ဘေးတွေဖြစ်နေတယ်ကိုတွေမပောင်းရေဘေးတွေဖြစ်တယ်ကိုတွေလွတ်ရကြရမှနေရတယ် အဖက်ဖက်ကဒီနိုင်ငံကြီးပေါ့အဆုတ်ပြတ်တက်နေတဲ့နိုင်ငံကြီးမှာပြည်သူကိုပြည်သူကပဲပြန်ခဲ့ရမယ်အခြေအနေတွေဖြစ်နေပြီလေ။အော်ဒါကဈေးဝယ်ခဲ့တဲ့ပေါင်းချတယ်။အဲ့လိုအချိန်မှာအရင်ပူလောင်ရတယ်။ကြည်ပြီးမျက်ရည်ကျနေရအပူပြီးတော့ပူလောင်ရတယ်။အဲ့တော့ကြံရှိနေတဲ့ကိုရီးယားဘယ်နေ့ဘာဖြစ်မလဲမသိဘူး။ကြီးလိုက်လေတရားရစရာကြီး။တမနစ်ဆိုတဲ့အချိန်လေးမှာမြန်မာနိုင်ငံကြီးကိုအကုန်လုံးလူရဲ့အသက်တွေဘဝတွေအကုန်လုံးနှုတ်ယူသွားတာတဘာဝဘေးကြီးရ။ ဲ့တော့ကိုဒီလည်းဘယ်နေ့ကိုဘာဖြစ်မလဲအခုကနေ့မြင်ညပြောင်းမဟုတ်ဘူးအခုမြင်အခုပြောင်းပြီးလို့ဖြစ်နေရအဲ့ဒီအချိန်မှာငါတို့တွေကလှူဖို့ခြံနေခြံထားခဲ့ပါလားငါတို့တွေလှူဖို့ကြံခဲ့ပါလားဆိုတဲ့အသိစိတ်တွေနဲ့ဒီမှာလှူပါတယ်ဟိုတော့ကလည်းလှူတယ်အရင်နဲ့လှူခဲ့တယ်ဒါပေမဲ့ line ပေါ်မတင်ဘူးပေါ့နော်မတင်ဘူးအိုဝစားရစုံရှိတော့ဟိုနေ့ရတခါလှူလိုက်တာလက်မြန်းနေရဟာလေးဖာကြီးနဲ့တဖာလိုအပ်တဲ့နေရာကိုလှူလိုက်တာပေါ့နော်အခုတော့ မနေ့ပြန်တော့ထွက်မယ်လို့လင်မယားနေရကိုသူကိုထက်အလှူပဲပေါ့နော်အခုတော့လိုအပ်တာတွေအချို့မှုန့်နေဒီဘက်ကပေါ်တာတွေပေါ့နော်ဒီဇိုရီးယားပစ္စည်းနဲ့ပေါ်တဲ့ဟာတွေကိုအကုန်ဝယ်တင်ထားတယ်ငါတက်တာတွေစပြမှုန့်နေအဲနေပြီးတော့ပဲနိုးတွေပဲနိုးတွေဝယ်ထားတာတော့အများကြီးပဲဒီမှာပေါင်ချထဲမှာတော့ဒီမှာအခုဝယ်ထားပြီ၁၀သိန်းမို့တော့ဝယ်ထားပြီနောက်ထပ်ဟိုမှာဘုံမှုတရား ်ပစ္စည်းရဖို့မူတယောက်ကလည်းလှူအောင်မဲတဲ့ညနေလာယူပါအောင်နဲ့ဆိုတော့ကိုကတရားတရားကြောမှာပေါ့နော်လှူခြင်းလဲလှူမလှူခြင်းလဲနေပေါ့ဒါပေမဲ့လှူရင်တော့ကောင်းတာပေါ့ရှင်အခုကဟိုရေပေးလဲမဟုတ်ပေါ့နော်အခုခါကြီးအရှင်နေအရန်နဲ့စိုးနေတာကြီးတွေ့ရမြင်အဲ့စိတ်မချမ်းသာဘူးကိုဖြစ်နေတာနဲ့တောင်မှခံစားနေရတယ်လို့ပဲအော်ငါတို့တော့ဖြစ်ခဲ့ငါတို့မှနေစရာအိမ်ရှိနေတယ်အိုးရှိနေတယ်ဆိုလဲစိတ်တွေနဲ့ဖြေလို့ရတယ်နောက်ထပ်ကြရင်လိုက်ကြမလားရှစ်တို့ อืมเอาပြောရအောင်မယ်ယောက်ျားလို့မိန်းမအားလို့ဒါကဝိစေရလောက်ထားဆွေကျူးတကြက်တာကြော်ပေါ့နော်စိတ်ထဲဟိုကတော့ပေါက်ပေါက်တဲ့အချိန်ပေါ့နော်အဲ့တော့ကိုရဲ့ဒါကတော့ကိုပုလို့လို့ယူသွားတယ်ဝိစေဟိုဆွေထက်ကဆွေထက်ကဆိုတော့ကိုလမ်းမှာဘလို့ဝဲဖြည့်ရှင်းဖြည့်ရှင်းသူစုဘူးလဲဖောက်မှာနေပြီးအင်းခါကြအလုံးမဲ့ ဒီအခက်တွေကြုံလာတဲ့အချိန်ကိုယ့်ရဲ့ပြည်သူတွေကိုပဲတဲ့ပြည်သူတွေဒုက္ခရအောင်လားလေကိုယ်တွေပြည်သူတွေမှမကယ်ရင်ဘယ်လိုလုပ်ဒီပြည်သူတွေပျော်ရွှင်နိုင်ကြမှာလဲလို့မြန်မာနိုင်ငံကြီးလည်းအများဆုံးအေးချမ်းပါတော့စိတ်တွေလည်းဆင်းရဲရပါတယ်ရင်းနေလည်းပူပါပါတယ်အားလုံးပဲလှူဒါန်းနိုင်ကြပါစေစိတ်ချမ်းသာပါတော့လူမျိုးဘာသာတာဒနာမယွေအကုန်လုံးပေါ့နော် ရုပ်လည်းအမြင်မရွေးကျမတို့ဒုက္ခရောက်နေတဲ့လူတွေကိုတန်းတူမှာပါလို့အားလုံးမဲ့သာဓုခွန်နိုင်ကြပါစေဒါကျမကိုလည်းပဲပေါ့နော်ကျမလှူနိုင်တန်းနိုင်တာကြီးလဲကျမရဲ့စူးစမ်းမှုတွေလည်းမှန်တယ်ဒါပေမဲ့ကိုကစိတ်ကောင်းစေတနာကောင်းနေတဲ့အလုပ်လုပ်တဲ့နေရာမှာစီးပွားချတဲ့နေရာမှာလူတွေအပေါ်ငဲ့ညာတဲ့စိတ်တွေဆိုတော့ငဲ့ညာတဲ့ customer တွေကအားပေးတဲ့သူတွေလည်းအများကြီးပဲပေါ့နော်ကိုရဲ့စီးပွားရေးအဲ့ဒီလိုကြောင့်အားလုံးပဲ ကျမချမ်းသာကြပါစေဒီအလှူလေးမှာပေါ့နော်အဲဒီမှာတော့မနေ့ပြန်မနေ့ခင်း၄နာရီလောက်ထွက်မယ်လင်မြား၂ယောက်ထဲကဟာတော့တယောက်တယောက်စီမောင်းသွားမှာပေါ့ရှင်နော်ဘာမှမဖြစ်ပါဘူးလို့လှုပ်နိုင်တာကိုပဲပြောပါတယ်ဒီဒုက္ခတွေရဲ့ဖြစ်နေတဲ့အချိန်ကြီးကိုလှုပ်ပေးနိုင်တာကိုပဲကျမတို့အရန်နဲ့ပြောပါတယ်ပီတိဖြစ်ရပါတယ်ဒါတော့အပူအလိုယူပါတော့မယ်တမ်းမှာဘလောင်းရင်ဘလောက်တလို့ရှင်းမယ်လို့ အားလုံးပဲတတနှစ်ချက်သခိုင်းမှတွေ့ရင်ခေါ်ကြပါနော်နှစ်ချက်လာခဲ့မယ်ပူတော့ကလေးမျှဝေခန်းစားကြမယ်နော်ဒါပါပဲရှင် မွေးဗီဒီယိုလေးကိုဆုံးဖြတ်လက်ပတ်ကြည့်ရှုပြီလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။ဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီအမတွေကပေါ့နော်တော်တော်လေးကမစိတ်သက်ပြေးနေပေါ့နော်။ဒီရောင်းနေတာဘေတုံးစိတ်သက်ကတော့ရွှေထုတ်ပဲပေါ့နော်။တော်တော်လေးလည်းလေးစားဖို့ကောင်းတယ်။ချိနေတဲ့အမျိုးတွေလည်းတစ်ဖက်တစ်လက်ကပါဝင်ကူညီပြီးတော့လှူဒါန်းနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်ရှင်။မွေးဗီဒီယိုလေးကိုဆုံးဖြတ်လက်ပတ်ကြည့်ရှုပြီလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းမိုးဆက်လီတဲ့တင်နေဟာသားဗီဒီယိုဒီပုတရရဆက်ဗီဒီယိုလေးတွေကိုနေ့စဉ်တိုင်းတင်ဆက်ပေးသွားမှာမို့မွေး channel လေးကို like subscribe နဲ့တောက်ဖို့တောက်စပါရှင်။နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်။တဒါ